္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့အတွက်ခုံနုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျမကတော့ဆာမဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့အန်ယူဂျီအစိုးရအဖွဲ့ကနေဒေါက်တာဆာဆာနှုတ်ထွက်လိုက်တဲ့သတင်းဦးဟန်ရီဗန်ချိုစစ်ကောင်းဆောင်မင်းအောင်လှိုက်တို့အပါအဝင်စစ်ဘူတချို့ကိုအကြမ်းဖက်သမားတွေအဖြစ်အန်ယူဂျီကြီးညာလိုက်တဲ့သတင်း အမေရိကန်မှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသား၄000နီးပါးယာယီခလုံးခွင့်ရက်စဲခံရတဲ့တဲ့တင်မလေးရှားမှာဒုက္ခသည်များမှပုံတင်ခြင်းအစီအစဉ် TPP ကိုလာမယ့်2026ဇန်နဝါရီလတရနေ့မှာစတင်တော့မယ့်တဲ့တင်အကြောင်းအရာတွေနားဆင်ရမှာပါ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG မှအပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ခြေထောင်စုဝန်ကြီးတာဝန်ယူထားသူဒေါက်တာဆဆဟာအစိုးရဖွဲ့ကနေနှုတ်ထွက်ရန်တင်ပြထားကြောင်း NUG အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရည်ဒေါက်တာဆဆအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့အပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနခြေထောင်စုဝန်ကြီးတာဝန်ကနေနှုတ်ထွက်ဖို့တင်ပြထားတာရှိပါရည် ဒီနှုတ်ထွက်မှုကို UNG ပြုပြင်ကြောင်းလဲရေလုပ်ငန်းစဉ်နဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတာဖြစ်တယ်။အဲ့တော့ UNG ပြုပြင်ကြောင်းလဲရေကတော့ on the process ပေါ့နော်။လုပ်ငန်းစဉ်ထဲလုတ်ကိုက်ဆောင်ရွက်နေတုံးပဲရှိတဲ့အတွက်ကြောင့်ဒီလုပ်ငန်းစဉ်ပြီးဆုံးတဲ့အချိန်ကြရင်တော့တက်ဆိုင်ရာအစုအဖွဲ့ကနေအများပြည်သူသိအောင်ထုတ်ပြန်ကြေညာသွားမှဖြစ်ပါတယ်လို့ဝင်းကြီးချုပ်ယုံမှပြောရေးဆိုဝင်ရှိသူကုနေဘုံလက်ကပြောပါတယ် အယူကြီးအစိုးရကကြိုပြင်ကြောင်းလဲရင်ဆောင်ရွက်နေတဲ့အစိုးရတစ်အဖွဲ့မှဒေါက်တာဆာဆာပါဝင်တော့မှာမဟုတ်ကြောင်းသိရပါတယ်။အယူကြီးအစိုးရအဖွဲ့ထံသို့နှုတ်ထွက်စာကိုစက်တင်ဘာလကတည်းကဒေါက်တာဆာဆာကတင်ထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ခုံနှုံးသောအနေနဲ့တီးကြောင်းအတည်ပြုချက်မရသေးပါဘူး။အယူကြီးအစိုးရအဖွဲ့ကပြည်ထောင်စုအဆက်ဝင်ကြီးဌာနဆက်ကနခုဖွဲ့စည်းထားပြီးဝင်ကြီး16ဦးနဲ့တွဝင်ကြီး16ဦးတို့နဲ့လေပတ်ဆောင်ရွက်နေရာ နှွေဦးတော်လှန်ရေး၅နှစ်ရှိလာချိန်မှာတော့ NUG အစိုးရအဖွဲ့ကိုကျစ်လက်စွာပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက်ဝင်ကြီးဌာနတချို့ကိုဦးစီးဌာနတွေအဖြစ်ပြင်ဆင်ပြောင်းလဲကပူပေါင်းဖွဲ့စည်းသွားမယ်လို့လည်းသိရပါတယ်။လူအခွင့်ရေးဝင်ကြီးဌာနဆက်သွယ်ရေးတတိအချက်လက်နဲ့နေကြီးငါဝင်ကြီးဌာနအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဝင်ကြီးဌာနတို့ဟာဦးစီးဌာနအဖြစ်ပြောင်းလဲပြီးဖြတ်သိမ်းခံရမယ့်ဝင်ကြီးဌာနတွေအဖြစ်သတင်းတွေထုတ်ပေါ်နေပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရခိုင်အစိုးရဒုတိယသမ္မတဦးဟန်ရီဗန်ဂျောနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့အပါအဝင်စစ်ဘိုလ်စစ်လေးဦးကိုအကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကနိုဝင်ဘာလ26ရက်နေ့မှာကျင်းပလိုက်ပါတယ်။အန်ယူဂျီအကြမ်းဖက်တိုက်ဖြတ်ရေးပဟုအဖွဲ့ဟာအကြမ်းဖက်တက်ပြက်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခါခွဲပေါင်း လုံပိုင်ခွင်တွေကိုကျင့်သုံးပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရဒီအမိန့်ကိုထုတ်ပြန်လာလို့ဆိုပါရီပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီတရက်နေ့ကနေ2025ခုနှစ်ဇူလိုင်လ31ရက်အတွင်းအချမ်းဖက်စစ်အုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတာဝန်ယူထားသူတွေအားလုံးကိုလည်းအချမ်းဖက်အုပ်စုဝင်တွေအဖြစ်ကြေညာထားတာပါ။ အန်ယူဂျီကအကြံဖက်သမားတွေအဖြစ်ကြီးညာခဲ့သူတွေကဥဟန်ရီဗန်ချော့ဘူချုံမိုဂျီမင်အောင်လိုင်းကွယ်လွန်သွားပြီဖြစ်တဲ့ယာယီသမတအိုမြင့်စွဲဒုတိယဘူချုံမိုဂျီဆိုဝင်ဥတီခွန်မြတ်ဘူချုံကြီးမြထွန်အောဒုဘူချုံကြီးထွန်းထွန်းနောင်ဥဝနမောင်လင်းဥသန်းဆွေဒုဘူချုံကြီးအောင်လင်းတွင်ဒုဘူချုံကြီးရဲဝင်းအောဒေါက်တာတီရာအိုဘူချုံကြီးတင်အောင်ဆန်းဘူချုံကြီးမောင်မောင်အင်းနဲ့ဒုဘူချုံကြီးယာပြည့်တို့ပါဝင်ကြောင်းသိရပါသည် ်အန်ယူဂျီရဲ့အကြံဖက်တိုက်ဖြတ်ရေးပို့ဟုအဖွဲ့အနေနဲ့၎င်းတို့ကြီးညာတဲ့အကြံဖက်သမားတွေကိုဥပဒေအရအေးယူနိုင်ရဲ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးဒွန်လိုင်းအင်အားစုတွေပြည်သူတွေအနေနဲ့လည်းပို့ပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်ရှင်ဆလတ်တင်ဆက်ပြီးမှာကတော့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေတိုးတက်လာပြီလို့ယူဆချက်ကြောင့်အမေရိကန်ပြည်ထောင်စုတို့စစ်အာဏာသိမ်းမှုအပောင်းဝင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်နေမှုတွေကြောင့်ခုလုံရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုယာယီခုလုံခွင့်အဆင့် Temporary Protected Status TPS ပေးထားမှုကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာအပြည့်အသတ်ရက်စေတော့မှာဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ကနိုဗ ెంబ ာလ24ရက်နေ့ဂျမန်နေကထုတ်ပြန်ကြေညာလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာနိုင်ငံသားတွေယာယီခုလုံခွင့်အကာအကွယ်အဆင့် TPS ပေးထားခြင်းကိုရပ်ဆိုင်းရခြင်းရဲ့အထူးအကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေတိုးတက်လာပြီလို့ယူဆချက်အမြင်တွေကြောင့်ဖြစ်ကြောင်း Department of Homeland Security DHS အတွင်းမှ Christine Nom ကပြောကြားခဲ့ပါတယ်။ ယာယီခုလုံခွင့်ပိတ်ရခြင်းအကြောင်းရင်းတွေအဖြစ်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးဆိုင်ရာတိုတက်မှုတွေရှိလာခြင်းနိုင်ငံတော်အရေးပေါ်အခြေအနေ state of emergency ကိုရုပ်သိမ်းပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပရန်စီစဉ်နေခြင်းတိုက်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်တွေအောင်မြင်စွာရရှိထားခြင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကဒေသန္တရအုပ်ချုပ်ရေးတွေထူထောင်ပြီးအများပြည်သူဆိုင်ရာဝန်ဆောင်မှုပေးရေးတွေမှာတိုးတက်မှုတွေရှိလာခြင်းတို့ကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ချက်ကအဓိကဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း2020ခုနှစ်မေလမှာအမေရိကန်ကမြန်မာနိုင်ငံကို TPS ပထမဆုံးအကြိမ်စတင်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဒီ HSC အရာ 3,690ကနေ4,000နီးပါးဟာ TPS အစီအစဉ်အောက်မှာအကာအကွယ်ရရှိထားပြီးအမေရိကန်မှာယာယီနေထိုင်ခွင့်နဲ့အလုပ်လုပ်ကင်ခွင့်လက်မှတ် EAD ကိုတရားဝင်ရရှိထားကြတာပဲဖြစ်ပါတယ်။ TPS ရရှိထားသူတွေဟာလူဝင်မှုကြီးကြပ်ရေးအခြေအနေတွေကြောင့်ဖမ်းဆီးခံရခြင်းဒါမှမဟုတ်နှင်ထုတ်ခံရခြင်းကနေကင်းလွတ်ပြီးအလုပ်လုပ်ကင်ခွင့်နဲ့ခရီးသွားလာခွင့်ရှောက်ထားနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မလေးရှားနိုင်ငံမှာဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဉ် DPP ကိုလာမယ့်နှစ်2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစတင်ပြီးအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ဒုပြည်ထရေးဝန်ကြီးရှမ်ဆူအနော်နာဆရာကကြေညာခဲ့တဲ့အကြောင်း Alliance of Chin Refugee ရဲ့ဖော်ပြချက်အရသိရပါတယ်။ဒီအစီအစဉ်ဟာနိုင်ငံတော်လုံခြုံရေးကိုကာကွယ်ဖို့ ဒေတာကွာဟချက်တွေကိုဖြည့်ရှင်းဖို့နဲ့လက်ရှိ UNHCR ရဲ့ဒုက္ခသည်များမှတ်ပုံတင်ခြင်းစနစ်ကို အစားထိုးဖို့ရည်ရွယ်ပြီးနိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဒုဝန်ကြီးကရှင်းပြခဲ့ပါတယ်။ DPP အစီအစဉ်အရဒုက္ခသည်တွေရဲ့အချက်လက်တွေနဲ့လက်ပွေစားတဲ့စည်းဝါမှတ်တမ်းတွေကိုစနစ်တကျမှတ်တမ်းတင်သိမ်းဆည်းသွားမယ်အပြင်အစိုးရကလည်းဒုက္ခသည်အဖြစ်အတိမတ်ပြုသူတွေကိုတရားဝင်အထောက်အထားစာရွက်စာတမ်းတွေထုတ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ် တဝင်ကြီးရှမ်ဆိုအနိုနဇရာကအစိုးရပါဝင်မှုမရှိဘဲ UNHCR ကနေမိမိပါတာဒုက္ခတွေမှတ်ပုံတင်ခြင်းဟာနိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ဖြစ်စေတယ်လို့ထောက်ပြခဲ့ပြီးတော့ DBP အစီအစဉ်ဟာအစိုးရအနေနဲ့ဒုက္ခတွေတွေကိုပိုမိုထိရောက်စွာဂိုင်းတွင်းနိုင်ဖို့အတွက်ရှင်းလင်းတိကျတဲ့အချက်လက်တွေနဲ့ဇီဝမှတ်တမ်းတွေကိုရရှိစေမယ်လို့လည်းအလေးပေးပြောကြားခဲ့ကြောင်း SCR ကဖော်ပြထားပါတယ် TPP အောက်ရှိဒုက္ခသည်တွေရဲ့အချက်လက်တွေကို၎င်းတို့တတိယနိုင်ငံကြောင်းရွှေ့တဲ့အချိန်နေရပြန်တဲ့အချိန်ဒါမှမဟုတ်အစိုးရကနေနေရပြန်ပို့တဲ့အချိန်တွေအထိစောင့်ကြည့်နိုင်ဖို့ကောင်းမွန်စွာသိသိသွားမှဖြစ်ကြောင်းလဲဒုဝင်ကြီးကထပ်လောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ DPP ဆိုတာဟာဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဉ် Refugee Registration Program ဖြစ်ပြီးလက်ရှိ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့လက်ရှိအသုံးပြုနေတဲ့ ဒုက္ခသည်များမှတ်ပုံတင်ခြင်းစနစ်ကိုအစားထိုးဖို့ရည်ရွယ်ကမလေးရှားအစိုးရကနေစတင်အကောင့်ထဲပေါ်မဲ့စနစ်တခုပဲဖြစ်ပါရရှင်။ဟုတ်ကဲ့ပါအခုလိုနာတူရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရစေ။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။